ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူးဆိုရင်တော့ဘဝစွာကဥတ္တရာမရှိ UI ချက်မရှိ မြင့်ထဲမှာမျောပါနေတဲ့လေတစင်းလိုပဲဖြစ်ပါရင်တင့်နေတဲ့ညံဘယ်တော့ပဲကောင်းကောင်းကြောက်ရွံ့မှုနဲ့ရှက်ကြောက်မှုတွေကတင့်ရဲ့အပြုမူကိုထိန်းချုပ်ခဲ့မယ်ဆိုရင်တော့တင့်ရဲ့စိတ်မှန်တဲ့စွမ်းရည်ကိုဘယ်တော့မှမရောက်တော့ပါဘူးလူအများစုကတိတ်ဆိတ်စွာနဲ့ပဲဘဝကိုရှင်တန်နေကြပါရင်စကားပြောဖို့ကြောက်ကြတယ်ရှုံးမကိုကြောက်တယ်တဘာတူမြင်မှလည်းကြောက်ကြပါရင်ဒါကြောင့်ဒီကနေ့ဆက်လန်းလေးကတော့တင်စောင့်မျှော်နေတဲ့ ဘဝရဲ့အရှိုးအကွေ့ပြောင်းလဲမှုဖြစ်လာနိုင်တဲ့အတွက်အဆုံးထိလိုက်ပါကြည့်ရှုဖို့တောင်းဆိုလဲရပါသည်။တချိန်တုန်းကလူစီကားတဲ့မြို့တစ်မြို့မှာဆိုရင်စားရောင်းပြီးတော့မိသားစုကိုထောက်ပံ့နေတဲ့စီးပွားရေးသမားတယောက်နေထိုင်ပါရင်းသူ့စီမှာစနီးနဲ့သားနှစ်ယောက်ပါတဲ့မိသားစုငယ်လေးရှိပါရင်းသူ့ရဲ့သားကြီးကတော့အရန်ကိုမှရှက်တက်ပြီးတခြားလူတွေနဲ့စကားပြောဖို့တွန့်ဆုတ်လေးရှိပါရင်းသားငယ်ကတော့ယုံကြည်မှုရှိပြီးတွက်လဲပါရင်းလူတွေကသားကြီးဖြစ်သူဟာတိတ်တိတ်ဆိတ်နေတတ်တဲ့အတွက်သူ့ကိုအယူတယောက်လိုပဲထင်ကြပါရင်း အများစုကတော့သူ့ရဲ့ရိုးသားမှုကိုအခွင့်ကောင်းယူကြပေမဲ့သူကတော့ဘယ်တော့မှတိုင်တန်းလေးမရှိပါဘူးစီပွားရေးသမားကသူ့သားကြီးရဲ့ရှက်တက်တဲ့အမှုအရာကိုအကြိမ်ကြိမ်စိတ်ပြတ်နေခဲ့ပြီးကြမ်းကြမ်းတန်တန်စူပူတက်ပါရင်းအဲ့ဒီရလာကြောင်းပဲကလေးငယ်ရဲ့ယုံကြည်မှုဟာပို့ပို့ပြီးတော့ပြက်စီးသွားခဲ့ပါရင်းဒီလိုနဲ့သူကြီးလာတာနဲ့အမျကိုကိုကိုယုံကြည်မှုမရှိတာကသူ့ရဲ့ပညာရေးကိုပါတပည့်ဖြစ်နဲ့ထိခိုက်လာခဲ့ပါရင်းသူဟာကြောက်ရွံ့မှုကြောင့်ဆိုင်မပွဲပေမှာလည်းအဖြေဝေကိုကောင်းကောင်းမရေးနိုင်ပါဘူးတပည့်ဖြစ်နဲ့စာဝေးကိုလည်းနောက်ကျကုန်ပါရင်း နောက်ဆုံးမှာတော့သူကလူငယ်တယောက်ဖြစ်လာတဲ့အခါမှာသူ့အဖေဟာမိသားစုစီးပွားရေးမှာကူညီဖို့အတွက်ပြောလာပါရင်သူ့အဖေကိုစိတ်ပြတ်အောင်မလုပ်ရှင်တဲ့ကြောက်ရွံ့မှုကြောင့်သူကလည်းတဘောတူပါရင်ဒါပေမဲ့လည်းသူ့ရဲ့ဇွင်ပူပန်မှုကြောင့်သူဟာအမားဝေမကြခဏလုံးမိတတ်ပြီးဖောက်တဲ့ဝင်နဲ့လည်းကောင်းကောင်းဆက်သွယ်လို့မရပါဘူးဒါဟာသူ့ရဲ့အဖေကိုပူပူပြီးတော့စိတ်ပြတ်စေပါရင်ဒီလိုနဲ့တနေ့မှာတော့စီးပွားဓမ္မကအပြင်ထွက်သွားတဲ့အချိန်မှာလူလိန်တစုကဆိုင်ကိုရောက်လာခဲ့ပြီးတော့လူငယ်ကိုလိန်ပြောကြပါရင် မင်းအဖေကငရရမျိုးအတွက်စားအိတ်အားလုံးလာယူခိုင်းလိုက်တာပါလို့ပြောပါရင်းလူငယ်လေးဟာသူတို့ကိုမေးခွန်းထုတ်ဖို့အတွက်တွန်းဆုတ်နေခဲ့ပါရင်းသူဘာမှမတိလိုက်ခင်မှာပဲအဲ့ဒီလူလိန်အုပ်စုကကုန်ပစ္စည်းအားလုံးကိုယူပြီးထွက်သွားကြပါပြီအဲ့ဒီညနေသူ့အဖေပြန်လာပြီးတော့ဆိုင်လွတ်နေတာကိုတွေ့သွားတဲ့အခါမှာဒရဝတကြီးနဲ့အော်ဟစ်လိုက်ပါရင်းမင်းကအတုံးမကြတဲ့ကောင်ပဲငါတီဆောက်ထားသမျှအားလုံးဖြက်စီးပစ်လိုက်ပြီးငါရဲ့မျက်စိရှိကနေအခုချက်ချင်းထွက်သွားနောက်ဘယ်တော့မှပြန်မလာနဲ့ဆိုပြီး ။ဒါဖြစ်သူကိုပြောလိုက်ပါရင်အဖေဖြစ်သူရဲ့စကားကြောင့်လူငယ်လေးကလုံးဝကိုစိတ်တက်ကြသွားခဲ့ပါရင်သူ့အဖေရဲ့ဒေါရအိနီရှင်းရဲ့ပြည့်ရဲမှုသူ့ရဲ့ကိုပိုင်အကူအညီမဲ့မှုတွေကြောင့်သူ့ကိုယ်သူတန်ဖိုးမရှိဘူးလို့ခံစားခဲ့ရပါရင်နှလုံးသား꽌ရှာနေခဲ့ပြီးတော့သူဟာမြေကမ်းဖက်ကိုရှောက်လာခဲ့ပါရင်ရှက်စရာဝေကသူ့ကိုအတက်ရှူရခဲ့စေပါရင်သူတွေးလိုက်ပါရင်ငါအနေနဲ့အတက်ရှင်ဖို့အဓိပ္ပာယ်မရှိတော့ဘူး။ငါကအမြဲတမ်းအရှုံးတမပဲဖြစ်နေတယ်ဆိုပြီးတွေးနေခဲ့ပါရင်သူကမြစ်ထဲကိုခုံချဖို့အတွက်ကြံရွယ်လိုက်တဲ့အခါမှာ အဖိုးတယောက်သူ့ကိုမြင်သွားခဲ့ပါရင်အဲ့ဒီအဖိုးကသူ့ရဲ့လက်ကိုဆွဲကန်လိုက်ပြီးတော့လုံရှုံရစီကိုပြန်ခေါ်လာခဲ့ပါရင်လူငယ်လေးကလည်းဒရအကြီးနဲ့အဲ့ဒီအဖိုးကိုအော်ပါရင်ခမရကဘာကြောင့်ကျွန်တော်ကိုကယ်နေရတာလဲကျွန်တော်ရဲ့ဘဝကအတိတ်ပဲမနေပါဘူးကျွန်တော်ဘာမှလုပ်လို့မရတော့ဘူးလို့ပြောခဲ့ပါရင်ဒါပေမဲ့အဖိုးကတော့တိမ်မွေးစွာနဲ့ပြန်ပြောပါရင်ငါသာဘဝစွာကတန်ဖိုးရှိပါရင်ဖခင်တခင်ကငါတို့ကိုတစ်ချိန်ပဲပေးတာပါ မင်းသားဆက်ပြီးတော့ရှင်းတတ်မယ်ဆိုရင်မင်းရဲ့ရှုံးနေမှုကိုကြော်လွားနိုင်ပြီးတော့အောင်မြင်မှုကိုလည်းတွေးရလိမ့်မယ်ဒါပေမဲ့မင်းကလက်လျှော့လိုက်မယ်ဆိုရင်တော့မင်းအနေနဲ့အပောင်ကြီးလုံနိုင်တယ်လဲဆိုတာကိုဘယ်တော့မှသိရမှာမဟုတ်ဘူးဆိုပြီးပြောခဲ့ပါရင်လူငယ်လေးကဝမ်းနည်းစွာနဲ့ပြန်ပြောပါရင်ကျွန်တော်ကအရန်ကိုမှရှက်တက်ပြီးတော့အားငယ်ပါတယ်လို့ပြန်ပြောပြပါရင်ကျွန်တော်ရဲ့အဖေကတော့မှကျွန်တော်ကိုမုန်းနေတာပါပညာရေးဆိုတာကလည်းမကောင်းဒါကြောင့်လူဝိုင်းကကျွန်တော်ကိုအယူလိုပဲခေါ်နေကြပါရင် ်ကျွန်တော်လူလူစားမျိုးကအသက်ရှင်ဖို့အတွက်ထိုက်တန်ပါမလားဆိုပြီးပြန်လည်ပြောလိုက်ပါရင်ဒီစကားကိုကြားတော့အဖိုးကတည်ကြည်စွာနဲ့ငါရဲ့အနောက်ကိုလိုက်ခဲလို့သူ့ကိုပြောလိုက်ပါရင်ပြီးတော့စောင့်မနေတော့ပဲစတင်လျှောက်သွားလိုက်ပါရင်လူငယ်လေးကလည်းဘာဖြစ်မှမသိသူ့ရဲ့အနောက်ကိုလိုက်သွားနေခဲ့ပါပြီဒီလိုနဲ့အိမ်တိုင်ကိုရောက်တော့ပညာရှိအဖိုးကမင်းမင်းခွင့်ရဲ့အဖြေဝေးငါစီမှရှိပါရည်ဒါပေမဲ့အရင်ဆုံးမင်းငါအနောက်ကိုတုံးရက်လိုက်ရမယ်အလုတ်တုံးခုပြီးအောင်လုတ်ပြရမယ် ငါကမင်းရဲ့ဘဝကိုပြောင်းလဲပေးမယ်လို့ပြောလိုက်ပါရင်မျောလင်းချက်ရောင်ရှိလေးမြင်လာရတဲ့အတွက်လူငယ်လေးဟာတဘောတူပါရင်ပရမဏီမှာအဖိုးကဒီကနေ့မင်းမသိတဲ့လူဆယ်ယောက်နဲ့စကားပြောရမယ်တို့ရဲ့ဘဝအကြောင်းတွေမေးပြီးတို့ပြောတာဝေကိုရေးမှထားရမယ်လို့ပြောလိုက်ပါရင်တွန်းဆုံနေပြီမဲ့လေကောင်းလေးကစတင်လုံဆောင်တော့ပါရင်လူတို့ရှိုးကသူ့ကိုခ ्यू မဆိုင်ပြီမဲ့သူဟာတီးခန့်ပြီးဆက်လက်ကြိုးစားပါရင်ဒီလိုနဲ့ညနေရောက်တော့လူဆယ်ယောက်နဲ့စကားပြောနိုင်ခဲ့ပြီးတငယ်ချင်းအစ်တတီတော်မှရခဲ့ပါရင် ီလိုနဲ့ဒုတိယနေ့မှာအဖိုးကဒီကနေ့ကလေးဆယောက်ကိုအရေကဘလောက်အထိအရေးပါလဲဆိုတာတင်ပြပေးရမယ်လို့သူ့ကိုပြောလိုက်ပါရင်အံ့အားတင်သွားတဲ့လူငယ်ကဒါပေမဲ့ကျွန်တော်ကစာတော်မှာကောင်းကောင်းမတင်ခဲ့ရပါဘူးဘလို့လုပ်ပြီးတော့ကလေးငယ်ဝေးကိုတင်ပြရမှာလဲလို့ပြောလိုက်ပါရင်အဖိုးကပြုံးလိုက်ပြီးတော့သူတို့ကမင်းပညာမတက်ဘူးဆိုတာကိုမသိကြပါဘူးမင်းတိထားတဲ့လောက်ပဲမျှဝေလိုက်ပါလို့ပြောလိုက်ပါရင်လက်တွေတုံနေခဲ့တဲ့လူငယ်ကတော့ရေတစ်ခွက်နဲ့ကလေးဝေးအရှိမရက်လိုက်ပါရင် သူကရေတောက်ရှင်ရဲ့အကျိုးကျေးဇူး၅ချက်ကိုမျှဝေလိုက်ပြီးအမြန်နောက်ဆုတ်လိုက်ပါရင်သူအံ့ဩစရာကောင်းအောင်လုပ်နိုင်ခဲ့ပါရင်နောက်တစ်ချိန်မှာသူပို့ပြီးယုံကြည်မှုနဲ့ထပ်ပြီးစ조사ပါရင်အဲ့ဒီအခါမှာပဲသူ့ရဲ့ကြောက်ရွံ့မှုတွေကစတင်ပြောက်ကွယ်လာတယ်လို့တတိထားမိခဲ့ပါရင်ဒီလိုနဲ့တတိယနေ့မှာတော့အဖိုးကအခုအမေရဲ့အဖေစီကိုပြန်သွားပြီးတော့တောင်းပန်ရမယ်လို့ပြောလိုက်ပါရင်ကြောက်လန့်သွားခဲ့တဲ့လူငယ်ကမလုံနိုင်ဘူးကျွန်တော်ရဲ့အဖေကဘယ်တော့မှခွင့်လွှတ်တတ်တဲ့လူစားမဟုတ်ဘူးလို့ပြန်ပြောပါရင်အဖိုးက မင်းဒါမလုပ်ဘူးဆိုရင်ငါရနောက်ဆုံးအကြံဉာဏ်ကိုပေးမှာမဟုတ်ဘူးလို့ပြောပါရီမတတ်နိုင်တဲ့ဆုံးသူ့ရဲ့ရဲရဲမှုအားလုံးကိုစုစည်းပြီးတော့လူငယ်လေးကအိမ်ပြန်သွားခဲ့ပါရီသူကနေချစွာနဲ့အဖေဖြစ်သူကိုတောင်းပန်ပြီးသူ့ကိုယ်သူတက်တည်ပြဖို့အတွက်ဂတိပေးလိုက်ပါရီသူ့သားရဲ့ပြောင်းလဲလာမှုကိုမြင်တော့အဖေကလည်းစီးပွားရေးမှာနောက်ထပ်အခွင့်အရေးတစ်ခုပေးပါရီလူငယ်ဟာအဖိုးအစီကိုပြန်သွားပြီးတော့အခုပြောပြပါအောင်မြင်မှုရဲ့လိုအပ်ချက်ကဘာလဲလို့မေးလိုက်ပါရီပညာရှိအဖိုးကပြောင်းလိုက်ပြီးတော့မင်းတွေ့ပြီးသားပါ မင်းရဲ့အကြီးမားဆုံးရန်သူကရှက်ကြောက်တာမဟုတ်ဘူးကြောက်ရွံ့ရှင်ပဲလူ၏ကမင်းကိုမင်းတင်ပြတဲ့ပုံစံအတိုင်းမြင်ကြတာမင်းကယုံကြည်မှုပြမယ်ဆိုရင်ဘဒူးကမမင်းကိုအားနည်းတယ်လို့ထင်မှာမဟုတ်ဘူးစစ်မှန်တဲ့စွမ်းအားစွာကကိုယ့်ကိုယုံကြည်မှုကနေလာတာပါလို့ပြောလိုက်ပါရင်ဂျေဆုတင်တဲ့မျက်ရည်နဲ့လူငယ်လေးကဦးမြှုပ်လိုက်ပြီးတော့အခုကျွန်တော်အရာအလုံးနားလေတော့ပါပြီလို့ပြန်ပြောပါရင်ကျွန်တော်ကြောက်ရွံ့မှုကိုနောက်တစ်ခါအနိုင်မပေးတော့ပါဘူးလို့ပြောပါရင် ဒီလိုနဲ့အနည်းအနည်းငယ်အကြမှာတော့အရင်တုန်းကရှက်ကြောက်တတ်တဲ့ကောင်းလေးဟာနမဲကြီးစီပွားရေးဓမ္မတယောက်ဖြစ်လာခဲ့ပါရင်သူ့ရဲ့အငြင်းရည်နဲ့ယုံကြည်မှုတစ်ခုစလုံးအတွက်လူဝမ်းရဲ့လေးစားမှုကိုခံရပါရင်မှတ်ထားပါကိုယ့်ကိုယ်ယုံကြည်မှုဆိုတာကမွေးကလေးကပါလာတာမဟုတ်ပါဘူးအချိန်နဲ့အမျှတိဆောက်ရတာဖြစ်ပါရင်ဘလောက်ပဲရှက်တတ်တဲ့လူဖြစ်နေပါစေသူ့ကိုယ်သူယုံကြည်မှုရှိမယ်ဆိုတော့အားကောင်းလာနိုင်ပါရင်ကြောက်ရွံ့မှုနဲ့တန်တရားတွေကကျွန်တော်တို့ကိုနောက်ပြန်ဆွဲထားပါရင်ဒါပေမဲ့ရဲရဲမှုနဲ့ဆွဲလုံလာကြတော့ ကျွန်တော်တို့ကိုပြောင်းလဲပြစ်နိုင်ပါ ರೀ ။ကောင်လေးဟာသူကရှုံးဖို့ပဲမွေးဖွားလာတာလို့ထင်ခဲ့ပေမဲ့သူ့ရဲ့ကြောက်ရွံ့မှုကိုရင်ဆိုင်လိုက်တဲ့အခါမှာဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ပါ ರೀ ။ယုံကြည်မှုစွာကကျွန်တော်တို့အစဉ်ပြေရာနေရာကနေထွက်ခွာတဲ့အခါကြီးထွားလာခဲ့ပါ ರೀ ။ကဘာကြီးကကျွန်တော်တို့ရွေးချယ်တင်ပြတဲ့ပုံစံအတိုင်းမြင်တာဖြစ်ပါ ರೀ ။ကိုယ့်ကိုယ်ကိုယုံကြည်ဖို့လိုအပ်ပါ ರೀ ။သစင်ရှင်အရှိကိုလမ်းဖို့လိုအပ်ပါ ರೀ ။တင့်စီမှာမထင်ထားတဲ့စွန့်အားနဲ့ရဲစွမ်းတက်တိဝေကတင့်ရကိုယ်ထဲမှာတွေးရှိလာမှဖြစ်ပါ ರೀ ။ ကြည့်ရှုပြပြိတ္တများအလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာအမျိုးသားကအမိုက်ပုံထဲမှာတီးပြီးအဟောင်းတလုံးကိုတွေ့တွားခဲ့ပါလေခလုတ်ဖွင့်လို့မရတော့ဘူးဆိုတာတေချာတိပြရတော့သူကအဲ့ဒါကိုပြက်စီးတဲ့ပြစီအဟောင်းဆိုင်စီပြန်ပြီးမရောင်းတော့ပါဘူးအဲ့ဒီအစားအမျိုးသားဟာဒါကိုတခြားသောနိလန်းနဲ့အတုံးချဖို့စဉ်းစားတော့ပါလေနည်းနည်းပါးပါးလောက်ပြင်ဆင်လိုက်မယ်ဆိုရင်သူ့အနေနဲ့အဲ့ဒီတီးပြီးကိုအခမဲ့လက်စစ်ထုတ်လုပ်ပေးတဲ့ဆက်တစ်ခုအဖြစ်ပြောင်းလဲပေးနိုင်လိမ့်မယ်လို့သူထင်ပါလေအစားပိုင်းမှာတော့လူဝိုင်းကဒီအကြံအစီကိုမဖြစ်နိုင်ဘူးလို့ပဲထင်ပါလေ ဒါပေမဲ့သူတို့နောက်ဆုံးရလကိုမြင်သွားတဲ့အခါမှာတော့တကယ်ကိုမှအလုပ်ဖြစ်သွားကြတော့ပါပထမအဆုံးသူက TV ရဲ့အဓိကအစိတ်အပိုင်းအလုံးကိုဖယ်ရှားပါရီးပြီးတော့မျက်နှာပြင်မှာအမှန်အတားဝင်လှုပ်ပြီးပုံဖော်လိုက်ပါရီးအရေးကြီးဆုံးအပိုင်းကိုထုတ်ယူဖို့အတွက်သူဟာဒီအဖို့အထက်နေရာကိုဖျက်ထုတ်ရမှာပါနောက်ပြီးတော့သူကလုံးဝအသည့်သက်မီလုံးတစ်လုံးကိုယူလိုက်ပါရီးညကိုအတုံးပြူပြီးတော့မီလုံးအောက်ရှည်ကလက်စစ်တက်စည်းနေတဲ့နေရာကိုချိုးပြပါရီး ပြီးတော့အပြင်ဖက်ကအကာအကွယ်ဝင်ကို큐ရဆိုင်ဖွင့်ပါရီဂျီနီဝါယာဂျိုးဝင်နဲ့ဖန်ပြွန်လေးဝင်ကိုပေါ်လာအောင်လှုပ်လိုက်တာပါအောက်ခြေကိုလက်ကနဲ့တိတ်နဲ့ပိတ်ပြီးနောက်မှာတော့အမျိုးသားဟာလက်ဆက်ဒရယ်နဲ့တိတ်ကိုလဲလိုက်ပါရီအဲ့ဒီထိတ်ကိုမီလုံထည့်ပြီးတော့လဲနေအောင်လှုပ်ထားလိုက်ပါရီဖန်ပြွန်တစ်ခုလုံးနဲ့ဂျီနီဝါယာဂျိုးဝင်ကိုဆွဲထုတ်လိုက်တာပါအဲ့ဒီတော့မီလုံကအတွင်းထဲမှာဘာမှမရှိတော့တဲ့ဖန်ပြွန်အလွတ်ကြီးတစ်ခုဖြစ်သွားခဲ့ပါပြီအခုဆိုရင်အမျိုးသားဟာ TV ကနေဖယ်ထုတ်ထားတဲ့အစိတ်အပိုင်းကိုတတ်ဆင်လိုက်ပါရင်အဲ့ဒီအစိတ်အပိုင်းကိုမီလုံးထဲမှာလုံလုံရှုံတတ်ဆင်ပြန်နောက်မှာတော့သူကခြံထဲကိုတွားလိုက်ပြီးတာယာအဟောင်းတစ်ခုနဲ့ပောက်ဝိုင်းတဲ့အလူမီနီယံပြားတစ်ခုကိုယူလာခဲ့ပါရင်ဒီ project ကိုအပီးတက်ဖို့အတွက်သူဟာမှန်တစ်ချက်လဲလိုအပ်နေတည်ပါရင်သူမဆိုင်မတွနဲ့အဲ့ဒီမန်ကိုနှစ်ချမ်းရိုက်ခွဲလိုက်ပြီးတော့အပိုင်းစားလေးဝေးအများကြီးဖြစ်သွားခဲ့ပါပြီ ဲ့ဒီနောက်မန်ကွဲစလေးကိုကော်နဲ့တုတ်လိုက်ပြီးအလူမီနီယံပြားပေါ်မှာ cute size ကပ်ဖို့အတွက်စီစဉ်ထားလိုက်ပါတယ်။ကွဲထွားတဲ့အမှန်အစလေးကိုတစ်ခုချင်းစီပြန်ဆက်ပြီးတော့အလူမီနီယံပြားတစ်ခုလုံးပြည့်သွားတဲ့အထိလှုပ်သွားခဲ့တာပါ။နောက်ပြီးတော့သူကမီလုံးကနေဝါယာကြိုးနှစ်ခုကိုလက်စစ်ကြိုးတစ်ခုနဲ့ဆက်ပါရီးအဆက်နေရာဝီကိုလက်ကတိတ်နဲ့လုံအောင်ပတ်ပါရီး။သူကအင်္ဂလိပ်အခရာတီးပုံစံပိုက်ဆက်တစ်ခုကိုယူလိုက်ပြီးတော့တောင်းလိုက်ဖြတ်ဖွင့်လိုက်ပါရီးအဲ့ဒီအဖွဲမှာပိုက်တိုတစ်ခုကိုတတ်ပါရီး ပြီးတော့ဝါယာဂျိုးကြီးကိုအဲ့ဒီပိုက်ထဲကနေထည့်ပါလိမိလုံကအဲ့ဒီနေရာမှာအန်ကျဖြစ်နေဖို့တေချောင်းလုပ်ပါလိပုတ်ပြီးခိုင်ခန့်အောင်နိုင်လုံဂျိုးကြီးနဲ့တင်းတင်းရှီနောင်လိုက်ပါလိအဲ့ဒီပိုက်သူလေးဝေကိုဝါယာဂျိုးကြီးအပေါ်မှာပို့ပြီးတော့အတုံးပြလိုက်ပါလိလိုအပ်တဲ့ပုံစံဖြစ်အောင်လုပ်လိုက်တာပါအဲ့ဒီနောက်သူဟာမိလုံတတ်ထားတဲ့အစိအပိုင်းကိုအလူမီနီယံပြားရဲ့ဘေးကွင်းမှာတတ်ပါလိအဲ့ဒီနောက်လုံလုံရှုံရှိနေအောင်တန်နဲ့ရိုက်ပြီးတော့ကတ်ထားပါလိနောက်ဆုံးမှာလှုပ်ထားတဲ့ပုံစံကလိုင်းဖန်းဆက်တစ်ခုနဲ့တူနေပါလိ သူဟာအဲ့ဒီဆက်ကိုအိမ်ခေါမိုးပေါ်စီယူသွားလိုက်ပြီးတော့အရင်ကတည်းကလှုပ်ထားတဲ့အထောက်အပံ့ပေါင်းအပေါ်မှာတက်စင်မာရီရော့မတွားစီအောင်ဝက်ဥတွေကိုတင်းတင်းကျက်လိုက်ပါရင်အဲ့ဒီတော့သူဟာသုံးပေါက်ပါနဲ့ပလက်ခုံတစ်ခုကိုဖြုတ်လိုက်ပြီးမီလုံးကနေလာတဲ့ဝါယာကျိုးတစ်ခုကိုအဲ့ဒီပလက်ခုံမှာတတ်ပါရင်ပလက်ခုံကိုပြန်ပိတ်လိုက်တော့အဲ့ဒီဆက်ဟာအပီးတက်သွားခဲ့ပါပြီသူရဲ့အလုံးလုံးပုံကရိုးရှင်ပါရင်နေအောင်ရှိကမန်အဆလေးတွေကိုထိတဲ့အခါမှာ အဲ့ဒီအလင်းရောင်ကြီးကမီလုံးအပေါ်မှာစုစည်းသွားမှဖြစ်ပြီးတော့အပူချိန်ကတက်လာမှဖြစ်ပြီးလက်စစ်စွမ်းအင်အဖြစ်ပြောင်းလဲသွားမှာပါဒီအမျိုးသားရဲ့တီထွင်မှုကိုဘယ်လိုမျိုးထင်မြင်မိပါသလဲကြည့်ရှုပြပါရိတ်တမ်းများအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ